စည်ရင်ပြူအားအရေးပါတဲ့ဆိုးစုရဲ့ကဘာနီစကန်ပါဝင်စကန်ငါးခုကိုတင်ယူထားနိုင်တဲ့ကျင်းတော်လန်ရေးတက်တွေရဲ့ရေပြန်လွင်ပြင်စစ်စင်ရေးဟာစကိုင်းနယ်မကွေးတိုင်းနယ်ဘက်အဆက်ထိကိုရောက်ရှိလာခဲ့ပြီလို့တော်လန်အင်အားစုတွေကပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ12ရက်ပြည်တော်စုနေ့ကစတင်ခဲ့တဲ့ကျင်းတော်လန်အင်အားစုတွေရဲ့ရေပြန်လွင်ပြင်စစ်စင်ဟာ AB 12ရက်ထိနှစ်လတာကြာမြင့်ခဲ့ပြီးစကိုင်းနယ်မကွေးနယ်အနီးမှာရှိတဲ့ဆိုးစုစကန်တွေဖြစ်တဲ့ကဘာနီစကန်မန်တော် အရှိအောင်သားရအနောက်အောင်သားရကြံသာစားတဲ့စကန်၅ခုကိုတိမ့်မိုက်နိုင်ခဲ့တယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တဲ့ CNA CDF KKG ပူးတွဲသတင်းစာရှင်းလင်းပွဲမှာချင်းတော်လိုင်းအင်အားစုတွေကပြောပါတယ်။ဒီမြေပြတ်လွင်ပြင်ပထမအဆုံးအကြိမ်စစ်စင်ရေးကို ချင်းမျိုးသားတအူ CIA ဥဆောင်တဲ့ချင်းတော်လိုင်းရေးတပ်တွေနဲ့မဟာမိတ်ပူးပေါင်းတပ်တွေစုဖွဲ့လေ့ကျင့်ပြင်ဆင်တာ CDF KKG operation အဖြစ်နှစ်လတာပူးပေါင်းဆင်နွှဲခဲ့တာလို့ကျင်းတော်လင်းအင်အားစုတွေကပြောပါတယ်။ဒီလိုဆက်စည်ပြုလုပ်ရတာဟာစစ်ရေးနိုင်ငံရေးနဲ့ကုန်သွယ်ရေးအတွက်ဗျူဟာမြောက်အရေးပါတဲ့သခိုင်းတိုင်းနဲ့မကွေးတိုင်းနယ်ဆက်စုပ်စုစကန်တွေကိုပထမဆုံးအကြိမ်ဆက်စည်အဖြစ်ဆင်နွှဲခဲ့တာလို့ကျင်းမျိုးသားတအူ CNA ပြောရေးဆိုခွင့်ရှိသူစလိုင်းထက်နီကအခုလိုပြောပါတယ်။အခုကျွန်တော်တို့စစ်စင်ကြီးလုတ်တဲ့နေရာမှာ စီးရေးအရာတော်လကောင်းနိုင်ငံရေးအရာတော်လကောင်းအင်္ဂတမအရေးကြီးတဲ့ဘူဟာလမ်းကြောင်းပေါ်မှာရှိတဲ့ဒီမကွေတိုင်းကံကောနဲ့စကိုင်းတိုင်းကလေးမြို့အကြားဟိုကလေးတောင်ဖက်ပိုင်းဗရမအစင်စစ်စင်ကြီးဖြစ်ပါတယ်ဒီကတော့အဲ့ဒီဒေတာဟာဟာပြည်သူလူထု၃000ပြီးတော့ လေအကပေါင်းတပေါင်းကျော်ရှိပြီးတော့ကုန်စီကူတန်းဒေါ်လာမှုအရာတော်လကောင်အင်မတန်မှအရေးကြီးတဲ့နေရာ ဖြစ်ပါတယ်တလျှောက်လုံးအဒီဒေတာစစ်ကောင်စီနဲ့စစ်ကောင်စီကနဲ့မွေးထုတ်ပေးတဲ့ဘီယူစောတီတွေကြီးစိုးတဲ့နေရာဖြစ်တယ်အဲ့ဒီ area မှာ2024ခုနှစ်အတွင်းကချင်းတော်လင်းရေပေါ်ရီအရှင်လက်လက်မိရှုတက်ဖြတ်ခံခဲ့ရသလိုစစ်အုပ်စုတွေရဲ့ထိုးစစ်နဲ့မိရှုဖြည့်ဆည်းမှုတွေကြောင့် ေသခံပြည်သူတွေစစ်ပေးရှောင်ပွားနဲ့နေစဉ်ကြီးလန့်ဆဆပွားနဲ့နေထိုင်နေကြတာမို့အဲ့ဒီအခြေအနေတွေကိုကာကွယ်နိုင်ဖို့စစ်စင်ရေးဆွေးနွေးတာဖြစ်တယ်လို့ဆိုပါရယ်။ချင်းမြင့်နယ်အတွင်းတီးတိန်ဟာခါထန်တလန်ခိုင်ကန်းစားတဲ့မြို့နယ်လေးခုမှသာစိုးစုအထိုင်စကန်တွေကြန့်ရှိလိုတာဖြစ်ပြီးချင်းတော်လန်ရေးတပ်တွေအနေနဲ့ပထမဆုံးအချိန်ဖြင့်စကိုင်းနဲ့မကွေးအနီးကစိုးစုစကန်တွေကိုအခုလိုနှစ်လတာထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ဆိုပါရယ်။